ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကကမ်ပါကိုအသုံးပြုပြီးတော့ Supernet အတွက် Social Media Design ပုံဘယ်လိုပြုလုပ်လို့ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းအတူဗီဒီယိုဆုံးထိ Like ကြည့်ပေးပါအရင်ဆုံးကျွန်တော်တို့ကမ်ပါကောင်းတဲ့ဝင်ထားပါမယ်ကမ်ပါကောင်းတဲ့ရောက်ပြီးရှင်ကျွန်တော်တို့ Paper ရှမ်းမှာရှိတယ် Create Design ကိုနှိပ်ပါ ြီးရင်ကျွန်တော်ဒီ search bar မှာဒီ baby baby for you ဆိုတာနှိပ်မယ်နှိပ်ပြီးရင်ဒီ search bar မှာ social media လို့ရိုက်လိုက်ပါမယ် so ကျွန်တော်ဒီ social media ဆိုတဲ့ဟာကိုယူလိုက်ပါမယ် ဒီမှာဆိုရင် frame link ကြာလာပါပြီကျွန်တော်တို့အရင်ဆုံး background color အရင်ပြောင်းပါမယ် background color ကျွန်တော်တို့ background color ကို gradient ထားပါမယ်ဒီကောင်းလေးထားလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီ background color ကိုနည်းနည်းပြင်ပါမယ် ဒီကာလာပေါ်ထောင်းလိုက်လို့ရှင်ဒီလိုလေးပေါ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှင် edit လုပ်လို့ရပါမယ်ဒီမှာဆိုရင်ကိုကြိုက်တဲ့ style ပြောင်းလို့ရပါတယ်ဒီမှာဆိုရင်ကြည့်ကြည့်ပါအယောင်ရင်းရင်းအားအတွင်းထဲရောက်ပြီးတော့အယောင်ဖြောဖြောအပြင်ရောက်နေအဲ့ဒါဆိုရင်ဒီကောင်လေးတွေကိုဖိပြီးတော့ဟိုဘက်ဒီဘက်ချိန်လိုက်လို့ရပါတယ် အာပြီးတော့ရင်ကျွန်တော်ကာလာပြောင်းဖို့တည်းဆိုရင်ဒီအယောင်ဖြော့ဖြော့လေးကိုအရင်ပြောင်းမဆိုရင်ဒီအယောင်ဖြော့ဖြော့လေးကိုနှိပ်ပါနှိပ်ပြီးဆိုရင်ကျွန်တော်ဒီတက်ဖြော့ခြင်းတွေတည်းဆိုရင်ဒီဘက်ကိုချွေပါဖြူဘက်ကိုချွေပါဘုနော်အာကိုကဒီလောက်လောက်လေးကြိုက်ပြီးဆိုရင်ထားလိုက်မယ်ပြီးရင်ကျွန်တော်တို့အယောင်ရင်းရင်းကိုရွေးပါမယ်ရောင်ရင်အမေရောင်ဖြစ်နေတယ်ကျွန်တော်အပြာအောင်လေးကိုသွားမယ် တော့ပြရင်ကျွန်တော်ဒီလောက်လောက်လေးရွေးကြည့်မယ်ပြီးရင်ကျွန်တော်အရာဖြုတ်ဖြုတ်လေးကိုလည်းတစ်ခါနည်းနည်းထပ်ကြောင်းပါမယ် ကျွန်တော်တို့ဒီတိုင်းလေးဆင်ပြသွားပြီဆိုရင် gradient color ရွေးပြီးသွားပြီဖြစ်ပါတယ်ပြီးသွားရင်နောက်ထပ်အနေနဲ့ကျွန်တော် line လေးထည့်ပါမယ်ဘလို line လေးလဲဆိုတော့ rectangle ရှေ့ယူပြီးတော့ဒီအပေါ် line လေးထည့်ပါမယ်အဲ့တော့ကျွန်တော် elements ကိုသွားပါမယ်ဒီကောင်ယူလိုက်မယ် ီးရင်ကျွန်တော်ဒီ line လေးကို color ပြောင်းပါမယ်။အာကျွန်တော်ဖြူအောင်ထားကြည့်ပါမယ်။ဖြူအောင် transparency ချော့ပြီးတော့ โอเคကျွန်တော်တို့ဒီလောက်လောက်လေးထားပါမယ်ပြီးရင်ဒီຢာလေးကိုကျွန်တော် duplicate လုပ်ပါမယ် duplicate လုပ်ဖို့အတွက်တစ်ချက်ထောက်ပါထောက်ပြီးရင် duplicate ပြီးရင် duplicate 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 ပြီးရင်ဒီကောင်လေးကိုကျွန်တော်အပေါ်တင်ပါမယ်အပေါ်တင်ပါမယ်ဒီတိုင်းဆိုရင် background တော့ကတော်တော်လေးအဆင်ပြေပါပြီ။ ျွန်တော်တို့ background တွေအဆင်ပြေပြီဆိုရင် shift နဲ့ပုံ upload လုပ်ပါမယ်အဲ့အတွက်ကြောင့် upload image upload file ဒီကောင်းလေးကို check လုပ်မယ်ပြီးရင် open ဒီမှာဆက် upload လုပ်နေပါပြီ ဒီမှာဆိုရင် upload လုပ်လို့ပြီးပါပြီအဲ့အတွက်ကြောင့်တစ်ချက်ကလေးဒီမှာဆိုရင်ဖိနပ်ပုံလေးရောက်လာပါပြီပြီးရင်ကျွန်တော်က site ချက်မယ် ပြီးရင်ကျွန်တော်တို့ rotate နည်းနည်းလှည့်ပါမယ်။ဒီမှာဆိုရင် rotate ပုံလေးပါပါတယ်။အဲဒီတစ်ချက်ကလေးဒီလောက်လောက်လေးထားလိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့ဒီဖနက်ပုံကနည်းနည်းမှောင်နေတဲ့အတွက်အတစ်လောက်ပါမယ်။အလင်းနည်းနည်းတင်ပါမယ်။အဲဒီအတွက်ကြောင့်ဒီဖနက်ပုံတစ်ချက်ကလေး clip ပြင်ဒီပုံမှာ edit ဆိုရှိပါတယ်ဒီကောင်နှိပ်ပါ ပြီးရင်ဒီပေါ်ဆုံးမှာ adjust ဆိုတာရှိပါတယ်ဒီ count check ကလေးဒီမှာဆိုရင်ကျွန်တော်တို့ brightness ကိုတင်ပေးပါမယ်ဒီမှာဆိုရင်ဖက်နှက်ပုံကနည်းနည်းလင်းလာပါပြီโอเคကျွန်တော်80လောက်ထားလိုက်ပါမယ် ြီးရင်ကျွန်တော်တို့ contrast ကိုလည်းနည်းနည်းတော့တင်ပါမယ်နည်းနည်းပါပဲ okay ဒီလောက်လောက်လေးထားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ black ဆိုတာလေးကိုနည်းနည်းတင်ပါမယ်နည်းနည်းလေး OK ဒီလောက်လောက်ဆိုရင်ဆင်ပြေပါပြီပြီးရင်ကျွန်တော်ကဒီပေါ်ကစာလေးရေးပါမယ်ဒီဖနက်တစိလေးရေးပါမယ်ဒီမှာတော့ဂျကာတာလို့ရေးထားပါတယ်ကျွန်တော်ဒီစာလေးပဲရေးပါမယ်စာရေးဖို့အတွက် test ကိုရေးပါဒီမှာ test ပြီးရင်အဲ့ဒီဟာဒီ ီမှာခုနစာလေးရေးပါမယ် J A C A D A ဒီကောင် site ချပါမယ်ဒီကောင်ကျွန်တော်ဖောင့်ကာလာပြောင်းပါမယ် ဖြူပဲထားပါမယ်။ပြီးတော့ကျွန်တော်တို့ found style ပြောင်းပါမယ်။ဒီကောင်းလေးထားပါမယ်။ပြီးရင်ကျွန်တော် site နည်းနည်းရှင်းပါမယ်။ ကျွန်တော်ဖနှက်ပုံလေးကိုနည်းနည်းထပ်ကြည့်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီ စာဝဲ duplicate လုပ်ပါမယ်။အဲ့တော့ကျတချက်ကလေး duplicate ပြီးရင်ဒီကောင်းနှကောင်းတစ်ထည်းချထားပါမယ်။ပြီးရင်ဒီစာဝဲတစ်ချက်ကလေး clip ပြီးရင် position သွားပါမယ်။ပြီးရင် layer ဒီမှာဆိုရင်ဒီကောင်းကိုဖနှိုင်းအောက်ကိုချထားပါမယ်။ ပြီးရင်ဒီအပေါ်ကောင်တစ်ချက်ကလစ်ပါကလစ်ပြီးရင်အဖတ်ကိုနှိပ်ပါပြီးရင်ဒီ hollow ဆိုရွေးပြရပါမယ်ဒီမှာဆိုရင်ဒီကောင်လေးရဲ့အထူပေါ့နော်ဒီကောင်ကိုနည်းနည်းသေးပါမယ်ဒီတော့ဒီချက်ကလေးကလစ်ပြင်ကုနာအဖတ်ထဲမှာပဲ ဒီ thickness ဆိုတဲ့အလေးကိုချော့ပေးပါမယ်ဒီလောက်လောက်လေးပဲထားလိုက်ပါမယ် ပြီးဆိုရင်ကျွန်တော်တို့ဒီဘဘဘေးကစာလေးထည့်ပါမယ်။စာမထည့်ခင်ကျွန်တော်တို့ dotted line လေးအရင်ထည့်ပါမယ်။အဲ့အတွက်ကြောင့်ကျွန်တော် elements မှာ dotted line လို့ရိုက်ပါမယ်။ enter ပြီးရင်ကျွန်တော်ဒီ shape တဲ့ကယူပါမယ်ဒီကောင်းလေးယူပါမယ်ဒီမှာရောက်လာပါပြီပြီးရင်ဒီကောင်းလေးကိုဆွဲပြီးတော့ဒီနားလေးကိုချပါမယ်ပြီးရင်ကျွန်တော်ဒီ line type တဲ့က elbow ယူပါမယ် အလဘိုးယူတဲ့လူချင်းကျွန်တော်ဒီမှာအလဲရတစ်ခုတိုးလာပါတယ်ဒီကောင်လေးကိုကျွန်တော်အောက်ဆွဲချပါမယ်ပြီးရင်ကျွန်တော်ဒီကာလာပြောင်းပါမယ်ဒီကောင်ကာလာအဖြူအောင်လေးပဲပေးပါမယ်ဒီကောင်နည်းနည်းလေးကျင်းပါမယ် ီကောင်းလေးကျင်းပါမယ်ပြီးရင်ကျွန်တော်ဒီ dotted line တွေကိုစိုင်နေနေကြည့်ပါမယ် line weight ကိုနည်းနည်းတင်ပြပါပြီးရင်ဒီကောင်းလေးနည်းနည်းတင်ပါမယ်ဒီမှာဆိုရင် dotted တုံတုံလေးတွေကနည်းနည်းကြီးနေအတွက်ပြန်လျှော့ပါမယ်73လောက်ထားလိုက်ပါမယ်ဒီမှာလည်းနည်းနည်းကြီးနေသေးတယ်ကြီးနေတဲ့အတွက်ကြောင့်ပြန်ထပ်လျှော့ပါမယ်30လောက်လေးပဲထားပါမယ်နေနေထချောပါဦးမယ် โอเคဒီလောက်ဆိုရင်အဆင်ပြေပါပြီဒီထဲမှာကျွန်တော်စာရေးပါမယ်စာရေးဖို့အတွက် task ကိုယူပါမယ်အဲ့ဒီဟာဒီဒီမှာ s a v e c လို့ရိုက်လိုက်ပါမယ် ပြီးရင်ဒီကောင်ဝဲ duplicate လုပ်ပါမယ်။လုပ်ပြီးအောက်ဆွဲချမယ်။ပြီးရင်ဒီမှာစပြင်ပါမယ်။50%ရလေပါမယ်။ ပြီးရင်ဒီကောင်းလေးကိုနည်းနည်းလေးထပ်ကျင်းပါမယ်โอเคတလောလောဆိုရင်ဆင်ပြပါပြီပြီးရင်ကျွန်တော်တို့ဒီညာဘက်ဘေးမှာလဲစာလေးထည့်ပါမယ်ဒီကောင်ပဲ duplicate လုပ်ပါမယ် N E W new လို့ရိုက်လိုက်ပါမယ်ပြီးရင်ဒီကောင်ပဲ duplicate ထပ်လုပ်ပါမယ်ဒီမှာစာပြင်ပါမယ်အရိုက်ဘယ်လို့ပြင်ပါမယ် new arrival ပြီးရင်ကျွန်တော်ဒီနေယူကို effect ထည့်ပါမယ်ဒီ hollow လေးထားလိုက်ပါမယ် okay ပြီးရင်ကျွန်တော်ဒီ၃ခုလုံး group ဖွဲ့ထားပါမယ် save ကိုတစ်ချက်ကလေး save ကိုဖိတာဒီကောင်တစ်ချက်ကလေးဒီကောင်တစ်ချက်ကလေးပြီးရင် ဂရုဒါဆိုရင်ကြိုက်တဲ့နေရာချွေးလို့ရပါပြီပြင်ဆိုင်လေးနည်းနည်းသေးပါဦး

nuestro site de Ibame, ပြီးရင်ကျွန်တော်ဒီညာဘက်ဘေးမှာလည်းစာလေးထည့်ပါမယ်ဒီကောင် duplicate လောက်ပါမယ်တစ်ဆက်ကလေး duplicate ဒီမှာဆိုရင်ကျွန်တော် website ထည့်ပါမယ် ပြီးဆိုရင်ကျွန်တော်တို့ဒီအလဲထဲမှာ order now ဆိုတဲ့စာလေးထည့်ပါမယ်ဒီကောင် duplicate ထည့်လုပ်ပါမယ်တစ်ချက်ကလေး duplicate ဒီကောင်တော့ကျွန်တော်တို့ဘိုးတင်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီ order now ရဲ့ဘေးလေးမှာဘောင်းလေးတစ်ခုထည့်ပါမယ်အဲ့အတွက်ကြောင့်ကျွန်တော် elements မှာ rectangle လို့ရိုက်လိုက်ပါမယ်ဒီမှာဆိုရင် rectangle shape ပေါ့နော်ဒီကောင်လေးကိုတစ်ချက်ကလေးဒီမှာကျလာပါပြီဒီမှာဆိုရင် site သေးပါမယ် ျွန်တော်ပြီးသွားလို့ရှိရင်ဒီ rectangle တစ်ချက်ထောက်ပြီးရင်ကျွန်တော် border weight ထည့်ပါမယ်အဲ့တို့ကြောင့်ဒီ u တစ်ချက် click click ပြီး border weight ထည့်ပါမယ်ပြီးတော့ကျွန်တော်ဒီ border color ကိုဖြူအောင်ပြောင်းပါမယ်ပြီးရင်နောက်က fade color ကိုကျွန်တော် MD ထားပါမယ်ပြီးရတန်ကိုတစ်ချက်ထားပြီးဒီအပြာရောင်လေးကိုတစ်ချက်ထားပြီးရင်ဒီကောင် no color ပေါ့နော်ဒီကောင်လေးယူပေးပါပြီးရင်ကျွန်တော်ဒီ corner လေးကိုလည်းတောင်လေးကိုလည်းဝိုင်းမယ်ဝိုင်းမယ်ဆိုတော့ဒီ return ကိုတစ်ချက်ထားထောက်ပြီးရင်ဒီ corner roundy ဆိုတော့တစ်ချက်နေဒီကောင်လေးနည်းနည်းလေးတိုးပေးမယ် โอเคဒီလောက်ဆင်ကြပါပြီကျွန်တော်ဘော်ဒါဝိတ်ကနည်းနည်းထူနေတဲ့အတွက်နည်းနည်းလေးထပ်သေးပါမယ်โอเคဒီလောက်ထားလိုက်ပါမယ်ပြီးရင်ကျွန်တော် site လေးကိုနည်းနည်းသေးပါမယ် ြီးရင်ကျွန်တော်တို့ဒီကောင်ကိုစိုင်နေနေကြီးပါမယ်ဒီကောင်လည်းစိုင်နေနေကြီးပါမယ်ပြီးရင်ဒီကောင်တစ်ခုကိုကျွန်တော်တို့ group ဖွဲ့ထားပါမယ်ဒီ rectangle ကိုတစ်ချက်ထောက်ပြီးရင်ဒီ area or now ကိုတစ်ချက်ထောက်ပြီးရင် group ပြီးရင် side နေနေထပ်ကြီးပါမယ် ကေဒီလောက်လောက်လေးထားလိုက်ပါမယ်ဟုတ်ကဲ့ပါဒီလောက်ဆိုရင်အဆင်ပြေပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဆုံးထိကြည့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လိုက်ဆပ်စခရိုက်လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်